အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့လက်လက်ပါပေါ်များမယ်စီးပွားတက်စီမယ်ကျွန်တော်တွေဆန်ရရာစီလေးမြောက်ပြီးမှဖြစ်ပါတယ်ခေတောင်းတော်မိသားစုမျိုးတွေအများပေးလေးပါပြီเนาะ အဲ့တော့ဆံရတရားလေးကအများသောအဖြစ်ကျွန်တော်တို့လောကကိုင်းတာလဲလွယ်ကူသလိုအစွမ်းထက်အကျိုးပေးတာလည်းအရင်ကိုမြန်လာပါတယ်။ဒါကြောင့်မလို့လှုပ်တဲ့သူတွေများစွာအဆင်ပြေခဲ့ပါတယ်။မိတ်ဆွေမဲ့လက်တွေ့ဆန်းသက်လို့ရပါတယ်။ကျွန်တော်မိတ်ဆွေ9ဦးဆန်းသက်ပြီးခိုင်းပြီးပါပြီ။6ရောက်6ဦးတော့တော်တော်အဆင်ပြေသွားတာကိုတွေ့ရပါတယ်။ဒါကြောင့်မိတ်ဆွေများလည်းအဆင်ပြေမပြေလက်တွေ့ဆန်းသက်လို့ရပါတယ်။ကျွန်တော်လည်းလက်တွေ့မှာယုံနေသူဖြစ်ပါတယ်ဗျာ။ ဟုတ်ကဲ့9ရက်တွင်းမှာပဲလက်လက်ပတ်တွေပေါ်များလာစီမဲ့ဆန်စီရတရားလေးဖြစ်ပါတယ်လုံဖို့လုံနေရတဲ့အရန်လွယ်ပါတယ်ကျွန်တော်အိမ်နေမှာမနက်စောစောလေးမှာကျွန်တော်အိမ်မှာဆန်ရှိတယ်ဟုတ်စကောရှိတယ်ဟုတ်အဲ့တော့စကောမရှိတဲ့အိမ်ကတော့လုတ်လို့မရဘူးပေါ့ဗျာ not your name name တွေမှာဆိုလို့ရှိရင်တော့စကောက ready made ရှိတော့ပြောနေစောင်မလိုပါဘူးအဲတချို့မျိုးပေါ်တွေမှာတော့စကောတွေပါတယ်တချို့အိမ်တွေဆိုရင်မရှိတော့ပါဘူးဘာဘာကြောင့်လဲဆိုတော့စကောတွေပါတယ် ကျွန်တော်ပြပြီးတော့ဆန်ဆားရတဲ့ခြေနေမျိုးမဟုတ်တော့ဘူးเนาะအခုကဆန်ဆန်ဆက်တွေဆန်နေရအားလုံးကလုံးဝတန့်စင်ပြီးသားဇဘလုံးတစည်းတောင်မပါဘူးပေါ့เนาะအဲ့လိုမျိုးဆန်နေမျိုးပေါ်ကစားကြတော့တချို့လည်းမရှိကြတော့ပါဘူးကျွန်တော်တို့နေမှာတော့ကျွန်တော်တို့အိမ်မှာဆိုတော့သကောတစ်ချက်မဟုတ်သုံးချက်တောင်ရှိပါတယ်အဲ့တော့နေမှာဆိုတော့ကိစ္စမရှိပါဘူးအဲ့တော့ဘာဖြစ်ဖြစ်ပါသကောရှိတဲ့မိစေများလောက်ပေါ့လေ ဇကောမရှိတဲ့မိတ်ဆွေကိုဘယ်လိုလုပ်မလဲဆိုတော့ဇကောမရှိတဲ့မိတ်ဆွေများတော့လင်ပန်းနဲ့လုပ်ပေါ့ဗျာเนาะအဲဒါပေမဲ့အဓိကတော့ဇကောရှာပါဇကောရှာမရောက်ဆိုလို့ရှိရင်တော့လင်ပန်းသုံးပါဗျအဲ့တော့ကျွန်တော်တွေမနက်စောစောလေးမှာဇကောတဲကိုဆန်နှင်းငယ်ထည့်ပါမယ်ဇကောတဲကိုဆန်နှင်းငယ်ထည့်ပြီးတော့ အဲ့ကျွန်တော်တွေအဲ့သခေါလေးကိုအဲ့သခေါကဆန်ကိုလှုပ်မယ်ပေါ့အဲ့လှုပ်မယ်လှုပ်လို့ပြပဲပြပြပေါ့နော်အဲ့တော့သခေါနဲ့ဆန်နဲ့ဘလုတ်ဘလုတ်နဲ့အတန်လေးအတန်လေးကြောက်အောင်နော်ပြလိုက်မယ်အဲ့တော့ပြရင်းနဲ့ကျွန်တော်ဒီခါတော့ရွတ်မှာဖြစ်ပါတယ်38ခေါက်ရွတ်မယ်နော်အုံးတစ်တပင်ကောင်းငတ်တောင်းနာသတိဘုံမဒေဝဒဏဥစ္စာပို၍လာသတိအဲဒါလေးပဲဒီဟာလေးကိုဒီနှစ်ကြောင်းလေးကို38ခေါက်ရွတ်ပြမှာဖြစ်ပါတယ်အုံးတစ်တပင် ိတ်တပင်ကောင်းငတ်တတော်နာတတိပုံမာဒေဝဒနဥ္ဇာပို၍လာတတိအုံတိတ်တပင်ကောင်းနတ်တတော်နာတတိပုံမာဒေဝဒနဥ္ဇာပို၍လာတတိ ပုံတိတပင်ကောင်းငတ်တောင်းနာသတိပုံမာဒေဝဒနာဥစ္စာပို့၍လာသတိဆိုပြီးတော့ကျွန်တော်တို့တွေဘလောက်ဘလောက်နဲ့ပြလိုက်အဲကျွန်တော်ဆံပြမယ်ပေါ့ဗျာဆံပြလိုက်38ခေါက်ရွတ်လိုက်ပြလိုက်ရွတ်လိုက်ပြလိုက်ရွတ်လိုက်လုပ်နေပါဗျာ38ခေါက်ပြည့်သွားရင်ကျွန်တော်တို့တွေပြီးပါပြီပြီးဆိုလို့ရှိရင်တော့အဲ့ပြထားတဲ့ဆံလေးလေးကိုကျွန်တော်တို့ရဲ့အိမ်ရှိတွေပတ်ပြီးတော့ကျက်လိုက်ပါတော်သူမြေမှာရှိတဲ့မြေမြေတတဝါတွေငှက်တွေခိုးတွေလာစားပါလိမ့်မယ်မစားလိုက်ကိစ္စမရှိပါဘူးအရှိဥဒါပပြန်းလိုက်ပါဗျာ အဲ့တော့မိတ်ဆွေများဒီဟာလေးကိုခုနှစ်ရက်တိတိလောက်ပါဒီဟာလေးလောက်တဲ့နေ့ကနေစပြီး20လ24နှစ်အတွင်းမှာအဲ့တော့လက်လက်ပတ်တွေပေါ်များလာပြီးတော့ကိုယ်အိမ်ကိုပေးမဲ့ကမ်းမဲ့သူတွေကိုညီဆောင်မမဲ့သူတွေပတ်စံငွေရကြငွေရကြရချောင်းနေအဲ့တော့အဓိကတော့လက်လက်ပွင့်မပွင့်ကျွန်တော်လေးလက်ကျွန်တော်လိုက်ရမရဆိုတာအဓိကတော့ငွေဝင်ငွေဝင်မဝင်နဲ့ပဲတိုင်းတာလေဗျာဟုတ်တယ်မလားကျွန်တော်တို့ဒီအဲ့ဒါမျိုးအဲ့ဒါတည်းပဲတိုင်းတာတယ်ဟောတချို့တချို့တချို့ကြောက်လို့ဒီဟာကိုလုတ်ပြီးတော့ငွေမဝင်ဘူးဒါပေမဲ့ဟိုလူကလက်ဆောင်ပေးလိုက် ဒီတို့ကလက်ဆောင်ပေးလိုက်အဲဟိုကဂုံစင်းစရာပေါ်တည်းကဂုံစင်းစရာပေါ်လိုက်အဲ့လိုဂုံစင်းစရာလေးအများကြီးပေါ်ပေါ်လာတက်တယ်ဒါလေကျွန်တော်တို့တွေလက်ပေါ်တာပဲအဲ့လိုပုံများကျွန်တော်တွေအဲပူပင်စရာမရှိဘဲနဲ့ကျွန်တော်ဟိုကရက်လိုက်ဒီကရက်လိုက်နဲ့ဟိုလက်ဆောင်ရက်လိုက်ဟိုဒီကလက်ဆောင်ရက်လိုက်အဲ့လိုမျိုးလေးလေမကြခဏဆိုလို့ရတတ်တယ်ဒါကြောင့်မလို့ဒီရတရားကိုလုပ်လို့ရပါတယ်အရန်လွယ်ပါတယ်နော်ကျွန်တော်ရဆန်ကိုအဲကျွန်တော်မိတ်ဆွေများကိုယ့်ကိုလက်တဆုပ်ပေါ့နော်ကိုအဆင်ပြေသလောက်ပေါ့လေလက်လက်တဆုပ်ပြီးတဆုပ်နည်းနည်းပြီးနည်းနည်းပေါ့ ။ဟိုတော့ကျွန်တော်လက်ဆန်စကောတဲ့ကိုလက်တစုပ်ထည့်မယ်။ပြိုင်နဲ့ဒီကာတာကို39ခေါက်ရွတ်မယ်။ရွတ်ပြီးတာနဲ့ဆိုင်ရှင်းအိရှိတွေကိုပြန်စုပတ်ပြန်လိုက်ယူမှာပဲ။အဲ့တော့ဟိုခိုးလေးတွေကြက်ကလေးတွေငှက်ကလေးတွေစားပါသေးဗျ။စားရင်ပိုကောင်းပါတယ်ဗျ။အဲ့တော့စားစားမစားစားပြစ်ကျဲလိုက်ပါ။ကဲမြေမှာရှိတဲ့တတ်တော်ဝါတွေ ငါကြီးဆန်လူကိုစားကြပါစေဆိုတဲ့စိတ်ဆန္ဒအပြည့်အပြည့်လေးနဲ့ကျဲမယ်နော်အဲ့လိုမျိုးလေးကျဲပေးပါဒါပဲပြီးသွားပြီကျွန်တော်တို့ဒီဟာလေးလှုပ်ပေးခြင်းအဖြစ်ကိုကျွန်တော်တို့လက်လက်ပတ်လေးအရန်ပေါ်များပါတယ်ဗျလက်တွေ့လှုပ်ကြည့်ပါဗျာမိတ်ဆွေများထူးခြားမှုရှိလာပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မေဇခွန်သားတမီးအားလုံးပဲလက်လက်ပတ်ပေါ်များကြပါစေငွေဝင်ကြပါစေစီးပွားရေးအဆင်ပြေကြပါစေလူတန်းနဲ့လုံနိုင်ကြပါစေဗျာ